ဝဲမင်္ဂလာပါဒီနေ့ကျွန်တော်ဇလုံမျိုးရဲ့မောင်မြင်ပြတော်ပြန်မြတ်စွာဘုရားကြီးကိုရောက်ခိုင်းမှာအဘုရားဘူးဒီကိုလာကြတဲ့ဘုရားဘူးဧည့်သည်တွေအတွက်တတိထားမိအောင်ကုသိုလ်ပွားလို့ရအောင်ဇလုံမျိုးမောင်မြင်ပြတော်ပြန်မြတ်စွာဘုရားရဲ့စမကန်ကာထာတော့ နဖူးသင်္ကြန်တော်ကာထာတော်လဝဲလေယုံတော်ကာထာတော်လက်ရလေယုံတော်ကာထာတော်များဟုကျွန်တော်ပြန်လည်ပြီးတော့မျှဝေပေးကြပါတယ်အားလုံးပဲဆက်လက်ပြီးတော့ကြည့်ရှုပေးကြပါအောင်အဲကျွန်တော်မြန်မာမြန်မာအမြင်ပြတော်ရင်မြတ်စွာဘုရားကိုလာရောက်ဖူးမြော်ကြမယ်ဆိုရင်တော့ဒီဘုရားကြီးမှာအဲဘုရားကြီးနဲ့ပတ်သက်လို့ဒါကျွန်တော်တို့ရွတ်ဖတ်တရေဆေးရမယ်ကာထာ၄မျိုးရှိပါတယ်၄ပုဒ်ရှိပါတယ်နံပါတ်၁ကတော့စမကံကာထာတော့ဒါကတော့တော်တော်များများသိကြပါတယ် အာနံပါတ်1ကတော့နဖူးတင်းကြီးကာထာတော့နံပါတ်2လက်ရလယုံတော်ကာထာတော့နံပါတ်4လဝဲလယုံတော်ကာထာတော့လို့ဖြစ်ကြပါတယ်အဲဒီကာထာတော်တွေကိုကျွန်တော်တို့လာရောက်ဖုံးပြကြတဲ့ဖရာဘူးဧည့်သည်တော်တော်များများကဒီစမကန်ကာထာတော်ကိုပဲတူတည်များကြပါတယ်ကျန်တဲ့ကာထာတော်သုံးပုဒ်ကိုတူတည်မများပါဘူးဒါကြောင့်မလို့ဒီကာထာတော်သုံးပုဒ်ရဲ့စာသားနဲ့ရွတ်ဖတ်မဲ့အတန်အတွက်ကိုကျွန်တော်ရွတ်ဆိုပြပါမယ် တဲ့စမကံကာထာတော့စမကံကာထာတော့ဆိုရင်ဒါ ETP ပိရကတ်တရံအနေဆံဒုက္ခအနတ္တံတတ္တဘုဇင်ကောအထင်ကြီးကောမတ်ကောစတုပဌာနံတပ္ပတအိန္ဒောသဟတသူရိယောအောင်းနမောမေတ္တာနံရာဇဘယံသောရဘယံဥရကဘယံအဂိဘယံတထဘယံတပ္ပဘယံ ဇေယောဇယတုမင်္ဂလံအနေဆံသင်္ခတံပရိစ္ဆသမုပ္ပန္နံခယဓမ္မံဝယဓမ္မံဝိရာဂဓမ္မံနိယောဓဓမ္မံခမတိဖြစ်ပါတယ်။ အဲဖျားဦးဒီကျွန်တော်တို့ဒီစမကန်ကာရာတို့ရွဖတ်တဲ့သူတော်တော်များများမှာမှားတတ်တဲ့နေရာတွေရှိပါတယ်အဲ့ဒါကတော့ဗာလဲဆိုတော့ဒီတတ္တပုဇင်ကိုတခါတလေကျတော့တချို့ကတတ္ထပုဇင်ကိုလို့ဖတ်တတ်ပါတယ်ဒါတိုးတော်လဲဒါတတ္တပုဇင်ကိုပါပြီးလို့ရှိရင်အထင်ကြီးမှာတပ်ပတ်တအိမ်တော်ပါအဲ့ဒါဒီမှာဆိုလို့ရှိရင်တချို့ကအောင်နမောမေတ္တာနံလို့ဖတ်ပါတယ်တိုးတော်လဲဒီမှာရေးထွန်းထားတဲ့စလုံးအရာတော့ကျွန်တော်တို့အောင်နမောမေတ္တာနံနော် ရာဇဗျံမင်းပေးပေါ့နော်စသဖြင့်စောရဗျံခိုးသူပေးဥရကဗျံရေပေးအဂိဗျံမီးပေးပေါ့ဓမ္မဆိုလို့ရှိရင်တတ္ထဗျံတတ္ထဗျံမဟုတ်ပါဘူးဒါဟုတ်တော်တော်များများကတတ္ထဗျံလို့ဆိုကြပါတယ်အမှန်တကယ်တော့တတ္ထဗျံမှာဒါဒါကတော့တပ္ပဗျံပေါ့နော်ဒီနေရာမှာများသောအားဖြင့်မှားရပါတယ်တတ္ထဗျံကိုမှားရပါတယ်တတ္ထဗျံမဟုတ်ပါဘူးတတ္ထဗျံမှာပြီးရင်တပ္ပဗျံဒီမှာလည်းမှားရပါတယ်ဇေယောနောက်က ညာတော်တော်များများကတော့ဇေယတုမင်္ဂလံလို့ဖတ်ကြပါဗါတယ်ဓမ္မရေးထွင်းထားတဲ့စာသားအရာဇေယောဇယတုမင်္ဂလံဖြစ်ပါတယ်အနိစ္စံတင်ကတံပရိစ္ဆသမုပါဏံမဟုတ်ပါဘူးဒီမှာဆိုရင်တော်တော်များများပရိစ္ဆသမုပါဏံလို့ဖတ်ပါတယ်သို့တော်လည်းရေးထွင်းထားတဲ့စာသားအရာပရိစ္ဆသမုပါဏံဖြစ်ပါတယ်ခယရမံဝယရမံဝိရာဂရမံနိယောရရမံဒီမှာဆိုရင်ကဲတော်တော်များများခံမတိလို့ဖတ်ပါတယ်သို့တော်လည်းဒါခံမတိမဟုတ်ပါဘူးခမတိဖြစ်ပါတယ် ဒါကတော့စမကန်ကာထာတော်ရဲ့စာသားနဲ့ရွတ်ဖတ်ပုံရွတ်ဖတ်ပြီးတော့မြတ်စွာဘုရားကြီးရဲ့နှစ်ဘူးတင်းကျစ်ကာထာတော်ကိုရွတ်ဖတ်ပြပါမယ်။အောင်းကာတပစ္ဆာယဥပတိမမမမောလိအေဟိအေဟိအမှန်တကယ်တော့ဒါကျွန်တော်တို့ပါဠိတန်မှာဆိုရင်ဝတ်ဆက်နှလုံးပေါက်တန်မှာပါတဲ့အတွက်အေဟိအေဟိပေါ့နော်အေဟိအေဟိမဟုတ်ဘူးပေါ့နော်ဖတ်ရမယ်ဆိုရင်အေဟိအေဟိ ုဒ္ဓံဝါဓမ္မံဝါတန်ကံဝါတက္ကီတုဝါဖုဒ္ဓံဝါဖြစ်ပါတယ်ဆက်လက်ပြီးတော့ဒါကတော့လက်ရလက်ယုံတော်ကာထာဖြစ်ပါတယ်သူကတော့ဘယ်လိုဖတ်မလဲဆိုတော့တန်တာရစကဝိဒံတံတန်တုဒ္ဓမတ္တဩရတံတန်စိန်နကံပဝေအာတံတန်ကံအပိတုမာနတံဖြစ်ပါတယ်ဆက်လက်ပြီးတော့လဝဲလက်ယုံတော်ကာထာတော့တံမီတဒီဂောမန်တုရီသော အပနာပတုတုပိအဒံတိတိဖူဝိတိဝေကကောကကောနမမဟံဖြစ်ပါတယ်ခင်ဗျာအော်ဒီလည်းရကာရာတော်တွေကိုဒါကျွန်တော်တို့ဒီဓာတ်ပုံလေးတွေဖြည့်ကျွန်တော်ဒီဗီဒီယိုဖိုင်လေးထဲမှာထည့်သွင်းပေးပါမယ် ဇလွန်ပြည်တော်ဗျာမြတ်စွာဘုရားကြီးကိုလာရောက်ဖွင့်ရကြတဲ့ဘုရားဘူးမိဘပြည်သူများအားလုံးဒီကြောက်စာချက်တွေမှာရည်ထိုးထားတဲ့အဲကာထာတော်၄ဘုတ်ကိုအားလုံးပဲရွတ်ဖတ်တည်ဆဲခြင်းဖြင့်ပြည့်ရန်ပေါင်းပြင်ဝေးကြပါစေခင်ဗျာ။